အနာလိမ့်ပြီးကြဘယ်မှကိုမထွက်ဖြစ်တော့အဲ့ဖန်စီတွေဘာတွေကြောက်တော့မထွက်ရဲကြတော့အဲ့လိုဘယ်မှမသွားကြတော့ကောက်ဆိုင်စကားရေးအဲ့လိုလည်းမထွက်ရဲကြတော့လူကကြတော့လေအာအလောက်ကများပြီးလူကနဲနေတဲ့အတွက်ဒီလူကိုလို့ပေါ့ငါငါချန်အရင်လောက်ပြီးသူချန်အရင်လောက်ပြီးဆိုတော့ကျတော့အဲ့လိုမျိုးသူကတက်တောင်းလို့ရတယ်ကျမတို့ကကျတော့အဲ့လိုမျိုးပြောလို့ကမရဘူး မြန်မာနိုင်ငံအလဲပိုင်းအညာဒေတာကအမျိုးသမီးတွေအတွက်သူတို့ရွာပြင်ပမှာအလုပ်ထွက်လုပ်ဖို့ကမဖြစ်နိုင်ပါဘူးအာနာသိမ့်ပြီးနောက်ပိုင်းအညာတခွင်မှာဖြစ်နေတဲ့တိုက်ပွဲအခြေအနေတွေအရလုံခြုံရေးစိုးရိမ်မှုတွေကြောင့်အလုပ်မလုပ်နိုင်ကြတာပါဒါ့အပြင်ကြေးရွာအတွင်းအလုပ်လုပ်နေကြတဲ့အမျိုးသမီးတွေဟာလည်းမျိုးသားတွေထက်လုပ်အားခရွံ့နေရကြပြီးသူတို့ရတဲ့လုပ်အားခကစာဝတ်နေရေးအတွက်လုံလောက်မှုမရှိကြပါဘူးမင်္ဂလာပါရှင် မြန်မာနိုင်ငံတဝန်းကလူအခွင့်အရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတိဆက်ပေးနေတဲ့ဒို့အတန်ပတ်စင် Pocket Season ကနေကြိုဆိုပါရစေ။ဒီ season ကို Foundation Hero တွေကအကူအညီပံ့ပိုးပေးထားတာပါ။ဒီတစ်ပတ် season ကိုတော့ဒို့အတန်ရဲ့အလွတ်တန်သတင်းထောက် Astra J ကရေးသားထားပြီးဒို့အတန်အဖွဲ့သားတွေကဆက်လက်တိဆက်ပေးသွားပါမယ်။ စကိုင်းတိုင်းတပည့်ရင်မြို့နယ်ကရွာတရွာမှာဇွန်လလမနက်စောစောဝီလီဝီလင်းအချိန်မှာအမျိုးသမီးတစုကအတန်တစာစာနဲ့စုယုံနေကြပါတယ်။သူတို့ဟာကောက်ဆိုင်မဲ့လေကွင်းနေစီကို အတူတူသွားကြမဲ့အမျိုးသမီးတွေဖြစ်ပါတယ်။အားလုံးကထမိန်ကိုဒူးအထိဝစ်ပြီးထမိန်မကျွတ်အောင်ခါမှာပလတ်စတစ်ကြိုးစီးထားပြီးအင်ကြီးအပေါ်ထပ်အနေနဲ့ဖြင်ချန်းအကွက်လက်ရှိကိုဝစ်ဆင်ထားပါတယ်။ ကုန်းကုန်းကွက်ကွက်နဲ့ကောက်ဆိုင်နေချိန်မှာလဲအချင်းချင်းစာရင်နောက်ရင်နဲ့စကားပြောတဲ့တွေကလက်ဝင်းတစ်ခုလုံးထိမ့်ထွက်နေပါတယ်အဲ့ထဲမှာအသက်49နှစ်အရွယ်မတ်ရွှေလဲပါဝင်ပါတယ်2021ခုနှစ်အာနာသိမ့်ပြီးတဲ့ကသူ့ရွာကလွဲပြီးတခြားနေရာတွေကိုခရီးသွားရတာအန္တရာယ်များတယ်လို့မတ်ရွှေကပြောပြပါတယ် ခုကျတော့အဲ့လိုတွေကဘယ်မှလည်းမထွက်ရအောင်လေကိုရှိတဲ့အင်းဂျွာတဲ့ရှိတဲ့လှုပ်လေးတဲ့ရှိတဲ့ခါလေးလှုပ်လိုက်မရှိတဲ့ခါငုတ်တုတ်ထိုင်နေလိုက်အဲ့လိုနေရတာအပြင်ထွက်လို့မှုဆိုရလဲလွယ်မှမလွယ်လမ်းကြီးခကြီးသွားမှကြောက်စားနေဆရာနာသိမ့်ပြီးလေးနှစ်ကျော်ကြာတဲ့အချိန်မှာ အနာသိန်းစစ်တပ်နဲ့ကာဝေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေကြောင့်စစ်ပွဲနယ်မြေမှာနေထိုင်ကြတဲ့ပြည်သူတွေဟာအနာမသိငင်ကလိုလွတ်လွတ်လပ်လပ်နဲ့သွားလာခွင့်မရတော့ပါဘူး။ဒါကြောင့်အလောက်ကိုင်းတွေက ရှားပါလာပြီးအထူးသဖြင့်မတ်ရွှေတို့လိုအမျိုးသမီးတွေကရွာထဲမှာပိတ်မိနေကြပါတယ်။ဒီနှစ်လောက်ရှိဒီအနာသိင်ပြီးကြတဲ့ဘယ်မှကိုမထွက်ဖြစ်တော့အဲ့ဖန်စီတွေဘာတွေကြောက်တော့မထွက်ရဲကြတော့အဲ့လေဘယ်မှမသွားကြဘူး။ကောက်ဆိုင်စပားကြီးအဲ့လိုတွေလည်းမထွက်ရဲကြတော့ ဟိုတုန်းကကျတော့အလူတွေမရှိဘူးလေဘယ်နဲ့အိတ်လိုက်လိုက်ဘေးသွားသွားကားနဲ့သွားသွားရထားနဲ့သွားသွားအလူကတော့ဘာမှဘူးပဲမရှိနားနဲ့ကိုယ်ဝဲဆိုင်နေစားပြန်ကြရလဲကိုယ်ဝဲလာချင်တာဝဲလာအမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေရဲ့ပြောဆိုချက်တွေအရအာနာသိမ့်မိကလေးကအမျိုးသမီးတွေကျူးလွန်ခံရတဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာမြင့်တက်နေပြီးတော့တရားမျှတမှုမရကြပါဘူး။ဒါတွေကလည်းအမျိုးသမီးတွေခရီးသွားလာရမှအဟန့်အတားတွေဖြစ်နေပါဗျ။ စကိုင်းတိုင်းဒေသကြီးတွေကရွှေဘိုခရိုင်နဲ့ရင်းမာပင်ခရိုင်မှာအမျိုးသမီးအမျိုးသားလူအားကားကိုနှိုင်းရှင်တွက်ဆကြည့်မယ်ဆိုရင်တူညီတဲ့လုပ်ငန်းခွင်မှာပဲအမျိုးသမီးတွေလုပ်တဲ့လုပ်ငန်းခွင်ဟာအနေအဆုံး4500ကျပ်ရပြီးတော့အမျိုးသားတွေကအနေအဆုံး1000ကျပ်ရပါတယ်အမျိုးသမီးတွေရတဲ့ဒီလိုအားခပမာဏဟာစစ်ကော်မရှင်ကသတ်မှတ်ထားတဲ့အနေအဆုံးလောခလာစာ6800ထက်ကိုနည်းပါးနေပါတယ်။တစ်ဖက်မှာလည်းစိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ လောက်ကန်ရတဲ့အလုပ်တွေတူတဲ့တိုင်အောင်အမျိုးသားတွေကအမျိုးသမီးတွေထက်လုံအားခပိုရပါတယ်။ဟာနဲ့ရဲရူမရွှေရဲ့ခင်မွန်ဖြစ်သူကလွန်ခဲ့တဲ့ဆယ်နှစ်ကလေးကဆုံးမသွားပါပြီ။သူ့ရဲ့ကောက်ဆိုင်ကောက်ရိပ်စတဲ့အလုပ်တွေကတစ်နှစ်မှာ၅ခါပဲရှိပြီးတော့တစ်ခါလုပ်ရင်ရပ်ပိုင်းပဲလုပ်ရပါတယ်။ အဲ့ဒါကြောင့်သူတို့သားမိဟာအသက်18နှစ်အရွယ်သူသမီးရဲ့ရကန်းကရတဲ့ဝင်ငွေပေါ်မှာပဲအဓိကအားထားနေရပါတယ်။ကုံစင်းနှုံးက3လေးစားလောက်တက်ပြီးဝင်ငွေကနည်းတဲ့အတွက်ချွေတာစားတောက်နေရတယ်လို့ဆိုပါတယ်။သူတို့မိသားစုအနေနဲ့နှစ်လကြာလို့အသားဟင်းငါဟင်းတခါမှမချက်ပြစ်တော့ဘူးလို့ပြောပြပါဗျ။မက်ရွှေရဲ့သမီးဖြစ်သူမက်ဤဆိုးဆိုရင်လည်း လူငယ်တဘာဝရွာတွင်းမှာလေပတ်တာတွေတောင်မလုံနိုင်သလိုဘော်ရီလိုရှင်းတောင်ဝယ်မသုံးနိုင်တော့ဘူးလို့မဲ့ဤဆိုကပြောပြပါဗျ။အလူကတော့ကွာချရဲ့ကူးသွားနေတဲ့နေရာနဲ့သွားလို့မရတော့အရင်ကဆိုတော့အလုတ်ကပေါ့အလူအလုတ်လေးပါလေးလုံရင်ကိုသုံးချင်တယ်တော့လည်းသုံးလို့ရတယ်အခုကျတော့အလူအလုတ်တရားလည်းမရှိတော့အလူပြင်နေပါလေးထွက်မရတော့အပြင်သွားတော့ပိုက်ဆံနဲ့တိတ်မရှိဘူးအားလုံးကိုသာတိတ်မသုံးရအောင် လင်းကြီးမြို့နယ်မှာနေထိုင်တဲ့မက်ဖြူဖြူဝင်းကကိုရွက်ခူးတဲ့အလုပ်ကိုလုပ်ပြီးတရက်ကို နေစားက9000ကျပ်ရပါတယ်။စလင်းကြီးနဲ့ရင်းမပင်မြို့နယ်ကကွန်းချံတွေမှာတော့လုပ်ငန်းကိုဂျန်တာအလိုက်2မျိုးခွဲထားပါတယ်။အမျိုးသမီးတွေကကိုရွက်ခူးရပြီးအမျိုးသားတွေကတော့အမျိုးသမီးတွေထက်နှစ်ဆရတဲ့ကွန်းချံဆောက်တဲ့အလုပ်ကို လုပ်ရပါတယ်။ ဂျပန်ရိုက်တဲ့လုပ်ငန်းခွင်မှာလည်းအမျိုးသမီးတွေက9000ကျပ်ရရှိပြီးတော့အမျိုးသားတွေကဇပားအိတ်ကိုတက်ရတဲ့အတွက်1000ကျပ်ရရှိရလို့ဆိုပါတယ်။ဒါတွေကိုကြည်ချင်းအဖြစ်လုပ်ငန်းခွင်တွေမှာခွန်အားအရလုပ်ရတဲ့အလုပ်တွေကိုခွဲခြားထားပြီးတော့အမျိုးသားတွေကခွန်အားကြီးလို့ပိုပင်ပန်းလို့ပတ်စံပိုရသင့်တယ်လို့သတ်မှတ်ထားကြပါတယ်။ ခွန်အားပေါ်အခြေခံပြီးတော့လောအားခဆုံးဖြတ်တာဟာလက်ခံနိုင်မွယ်မရှိဘူးလို့အမျိုးသမီးရေတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့မချောစုဟန်ကပြောပါတယ်။ယောက်ျားလေးကခွန်အားတာယောက်ျားလေးပို့လို့ရတယ်အဲယောက်ျားလေးလုံနေရလုံမိမကြီးလုံနိုင်လားစသဖြင့်စကားချစ်တင်နေပြောချတာပေါ့အချင်းချင်းပေါ့ဟိုဒါမဲ့ကိုကပြောပြစ်တာကတော့ဟိုငါတို့သွားတဲ့ကဒန်းတူညီများတဲ့နိုင်ငံတစ်ခုဒန်းတူညီများတဲ့အခွင့်အရေးဆိုတာအားလုံးမှရှိရမယ် အမျိုးသမီးတွေအတွက်လောအားခတိုးတောင်းလို့မရတဲ့နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့အမျိုးသမီးလှုပ်သားအင်အားများနေတာကြောင့်ဖြစ်တယ်လို့မတ်ဖြူဖြူဝင်းကဆိုပါတယ်။ဖက်ခဲတဲ့ကြံမှာဘာလို့လဲဆိုတော့ main ကလေးတွေကကြတော့များတယ်လေလှုပ်လှုပ်သမားနဲ့အလုပ်ငန်းနဲ့အမျိုးသမီးနဲ့ကြတော့မမျှဖြစ်နေတဲ့ကြတော့သူတို့တောင်းတယ်လို့ဒီမှာကကြတောင်းလို့မရဘူး။သူကကြတော့လေအလုပ်ကများပြီးလူကနည်းနေတဲ့အတွက် တီလူကိုလူပေါ့ငါးချံအရင်လောက်ပြီးသူချံအရင်လောက်ပြီးဆိုတော့ကျတော့အဲ့လိုမျိုးသူကတက်တောင်းလို့ရတယ်ကျမတို့ကကျတော့အဲဒီဒီချံကတီလူနဲ့တီကိုချံကတီလူနဲ့တီဆိုတော့ကျမတို့ကကျတော့အဲ့လိုမျိုးပြောလို့ကမရဘူးလူကများပြီးအလောက်ကနည်းနေတာအဲ့လိုမျိုးဖြစ်သွားတာနစ်စင်နှစ်တိုင်းကွန်းချံဆောက်တဲ့အချိန်ဖြစ်တဲ့ဝါဇိုးဝါကောင်တော်တလင်းသတင်းကျုပ်အချိန်တွေကိုရောက်ပြီဆိုရင်အမျိုးသားတွေအတွက်အလုပ်တွေကပေါများပြီးတော့အလုပ်သမားတွေလိုသလောက်မရတဲ့အတွက် ချူတင်ရချင်းအောင်ယူရတယ်လို့သူကဖြည့်ဆွက်ပြောပါတယ်။မဖြူဖြူဝင်းကတော့အလောက်ကန်ကလည်းအဆင်ပြေဝင်းဝေကလည်းနဲတဲ့အတွက်ခုနှစ်နှစ်အရွယ်သားဖြစ်သူပူဇော်တဲ့မုံတွေကိုတောင်မကျွေးနိုင်တော့ဘူးလို့ဆိုပါတယ်။သူရဲ့ခင်မုန်းဖြစ်သူက2021ခုနှစ်ဒီဇင်ဘာလတုန်းကအာနာသိန်းစစ်တပ်ရဲ့စစ်ကြောင်းရွာထဲကိုဝင်လာတဲ့အချိန်မှာတပ်ဖြတ်ခံခဲ့ရပါတယ်။ အခုတော့သူတို့သားမိနှစ်ယောက်ကသူ့ရဲ့အမဖြစ်သူနဲ့အတူနေထိုင်နေကြပါတယ်။ကွာတာပေါ့ဗျာမယ်အများကြီးကွာသွားတာ။ဟိုလုံးကကျတော့ကျမတို့အာနာမသိနေရဆိုရင်စာဆိုရင်တစ်နှစ်စာဝယ်ထားရတယ်။ဒီဆိုလို့ချင်းတစ်လစာဝယ်ထားရတယ်။အခုဆိုလို့ချင်းစာတအိမ်မဝယ်နိုင်ဘူးတစ်ပိုင်းချင်းဝယ်ရတယ်။စီ90စာဝယ်ရတယ်။အဲ့လိုမျိုးပေါ့စားတာတောက်တာစားဟိုကြောက်ဆိုရင်ဟိုတုန်းကပိတ်တာလိုက်ဝယ်ထားတယ်အခုဆိုရင်တစ်လုံးနှလုံးဝယ်ဖို့ရကိုမနေ့စဉ်းစားနေရတာ တက်ကြွလှုပ်ရှားသူမချောစုဟန်ကတော့အာနာသိမ့်မှုကြောင့်အမျိုးသမီးတွေရဲ့အခွင့်အလမ်းတွေဟာလွန်ခဲ့တဲ့နှစ်များစွာကိုပြန်ရောက်သွားသလိုဖြစ်နေတယ်လို့ဆိုပါတယ်။အာနာဒါမသိမ့်ခဲ့အများကြီးပဲလူငယ်တွေတို့အခွင့်အရေးတွေအများကြီးပဲလူငယ်တွေတို့အလုပ်ခွင့်အလမ်းတွေအမျိုးသမီးတွေတို့အခွင့်အလမ်းတွေအများကြီးပူပြီးဒီချက်မကပူပြီးတာလွန်နေမှာကောင်းမွန်နေမှာတေချာဘောက်ကတော့အာနာသိမ့်လိုက်တာဖြစ်တဲ့အတွက်ကိုကအများကြီး ဆုတ်ရသွားရအများကြီးနဲ့တော့အတိုင်းကြီးကနှစ်ပေါင်းနောက်ထပ်နှစ်ပေါင်း60လောက်ကိုနောက်ပြန်ဆွဲသွားတဲ့အနေအထားမျိုးရှိဖြစ်သွားတာတော်တော်လေးကိုစောဝါးဝါးတဲ့အနေအထားလိုပြောလို့ရတာပေါ့လက်ရှိအချိန်မှာတော့မတ်ရွှေတို့မတ်ဖြူဖြူဝင်းတို့လိုအမျိုးသမီးတွေကဒီလိုအခြေအနေဆိုးတွေကိုအမြန်ခြုံငိမ့်ပြီးသူတို့ဘဝတွေငြိမ်းချမ်းမှုအတွက်အမြဲဆူတောင်းနေကြရတယ်လို့ပြောပြပါဗျာ။ဘယ်လိုမြင်လဲဆိုတော့အဲ့လူတွေကတော့ ိုလည်းအဲ့လိုတွေမခံမွန်းတဲ့မြန်မြန်ပြီးချင်တာပါခုလိုကိုကလောက်ကန်စားတာမလွယ်တော့သွားရည်လာရစားမလွယ်တော့တော့နေရထိုင်ရတာဆင်မပြေတော့တော့ဒီနိုင်ငံကြီးပြီးရင်တော့ကိုစိတ်ထဲအေးအေးချမ်းချမ်းဖြစ်လိမ့်မယ်လို့ထင်ထားတာပါအဲ့တော့မြန်မြန်ပြီးချင်တာပဲသိတာပဲလေမရွှေကတော့ငွေရင်းနှီးတစ်ခုရမယ်ဆိုရင်သူ့ရဲ့သမီးနဲ့ရွာမှာဈေးဆိုင်ဖွင့်ပြီးတော့ စားဝတ်နေရေးအတွက်ပူပန်စရာမလိုပဲအေးအေးချမ်းချမ်းနဲ့နေကျင်တယ်လို့ဆိုပါတယ်။အဲ့လိုကတော့ဒီကနေ့ပါကိုဖာကိုကတော့ဟန်ရံပိုင်ရလေးလောက်ကန်းစားလို့ဆင်ပြေကိုဟာလေးနဲ့ကိုဆင်ပြေချင်တာပါ။တို့အတန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ နားဆင်သူတွေရဲ့လူမှုကွန်ရက်ပေါ်ကနေဝင်ဖန်အကြံပေးတာတွေကိုလည်းကြိုဆိုပါရစေ။လူအခွင့်ရေးဆောင်မားတွေကိုနှစ်ပတ်တစ်ချိန်တင်ဆက်ပေးမှာဖြစ်လို့တို့အတန် page ကိုလည်း subscribe လုပ်ပြီးဖို့တောင်းဆိုပါရစေရှင်။ဒီ season ကို အလူရှင်တွေရဲ့ကူညီမှုနဲ့ Foundation Heron Day ကပံ့ပိုးပေးထားတာဖြစ်ပါတယ်။တို့အတန်အတန်ွင့်အစီအစဉ်ကို Frontier မြန်မာ website နဲ့ Facebook စာမျက်နှာအပြင်တို့အတန် Facebook စာမျက်နှာ SoundCloud YouTube iTunes Spotify နဲ့ Telegram တို့ကနေလည်းဝင်ရောက်နားဆင်နိုင်ပါတယ်။နောက်တစ်ပတ်မှာထုတ်လွှင့်မယ့်ဒုအတန် Podcast ကိုလည်းစောင့်မျှော်နားဆင်ပေးပါအောင်ရှင်။